ုက္ခနဲ့အနတ္တကြတော့ရောဖုံးကွယ်ထားတာရှိပါသည်ကလားဆရာရှိပါလေတခဏရေသုံးပါမှာအိဋ္ဌာကိုတန်တတိဖုံးတယ်ဒါကြောင့်တန်တတိရဝီကောပိပိတရာလို့ပြောတယ်ဒုက္ခကိုကြတော့သူကဣရိယာပဌာဖုံးတယ်ဣရိယာဘုကဖုံးတယ်အနတ္တကိုကြတော့ခဏဖုံးတယ်နော်ဒါလေးကိုကျွန်တော်အကျဉ်းလေးပဲပြောတော့မယ်အချိန်နဲ့လေးစားသွားဒုက္ခကိုဣရိယာပုတ်ဖုံးတယ်ဆိုတာကဣရိယာပုတ်က9မျိုးရှိတယ်အကျန်း၄မျိုးအနုက3မျိုးအကျန်း၄မျိုးကအလုံးသိတယ်လျှောင်းထိုင်ရက်သွားအကျန်း၄မျိုးပေါ့ဣရိယာပုတ် အနုသုံးမျိုးစတာတော့နံပါတ်1ကဘာလဲဆိုကာယဝိညာတိကာယတ္တဣတိယပဋ္ဌာဒုတိယကကာယသင်္ခါရအာယတ္တဣတိယပဋ္ဌာတတိယကဆလနာအာယတ္တဣတိယပဋ္ဌာအဲ့ဒါအနုသုံးမျိုးပေါ့အကျဉ်းလေးမျိုးသာလျှောင်းထိုင်ရက်သွားဘယ်လိုဖုံးလဲဆိုတာလေးတခုပြောလူတယောက်ဟာသွားမြဲသွားနေတယ်ပေါ့ဣတိယဘုတ်လေးပါးမှာတဘာကိုလုံနေတယ်မယမနာသွားနေဒီဒုက္ခတွေ့လေဘာလို့မိလို့ပူလာတဲ့ဒုက္ခခန္ဓာကိုယ်မှာပေါ်လာလဲအဲ့ဒါလိုဒုက္ခမတွေ့ရအောင် ရပ်ရွတော်၎င်းထိုင်ရွတော်၎င်းလျှောင်းရွတော်၎င်းနေမယ်ဆိုရင်ချမ်းသာအံ့လို့ဆိုတဲ့အမှတ်တညာအဲ့ဒီတိုင်းနေလိုက်လို့ငါချမ်းသာဤလို့ဆိုတဲ့ဒိဋ္ဌိနောက်ကလိုက်လာတာနော်ဣရိယာပဒဖုံးနေကြတာပါတကယ်တော့ရက်လိုက်ရင်လည်းပဲခုနကလည်းချမ်းသာသွားတယ်ခုနကရဲ့ဒုက္ခအမုံကပျောက်သွားတယ်အရန်ပင်ပန်းနေတယ်သွားနေတဲ့လူတယောက်ရက်မယ်ထိုင်မယ်လျှောင်းမယ်ဣရိယာပုချင်းရင်အဲ့ဒါကိုချမ်းသာအံ့လို့ဆိုတဲ့ထင်လိုက်တဲ့တင်ညာဖုံးတယ်တကယ်တမ်းထိုင်နေပြန်တော့လည်းပဲဘယ်သူချမ်းသာတာလဲ ငါချမ်းသာတယ်လို့ဆိုတဲ့ဒိဋ္ဌိကထပ်ဖုံးတယ်။တင်ညာရဲ့ဒိဋ္ဌိရဲ့ဣရိယာပဋ္ဌာန်ဖုံးလိုက်။ဖုံးလိုက်တဲ့အတွက်ဒီဒုက္ခကိုမသိတော့ဘူး။ဒါဒါလျောင်ပဲဖြစ်ဖြစ်ရက်ပဲဖြစ်ဖြစ်ဒါအစားထိုးလို့ရတယ်။နောက်ခုနအနုစားလေးရှိတယ်။ကာယဝိညာဉ်တိဆိုတာကသူကဝိညာဉ်ရုပ်ဆိုတာသိကြလေကိုယ်မူရာနှုတ်မူရာတွေပေါ့အဲ့ဒါတွေပေါ့အဲ့ဒါတွေကလည်းလိုတယ်ခြေလှုပ်လက်လှုပ်ဆိုတာမယုံရင်တရားထိုင်နေတဲ့လူကြည့်လေကြာကြာထိုင်ငြိမ်ပြီးတော့ထိုင်နေသူဒုက္ခဖြစ်နေရတယ်ဒုက္ခတက်လာတာအဲ့ဒါကိုဘာဖြစ်စေလဲလှုပ်ချင်တယ်ပြောင်းချင်တယ် အဲကမ္မထာနာစန္ဒိယလည်းမလှုပ်ရဘူးလို့ပြောတာအတမျိုးတတိနဲ့ပြောင်းလို့ပြောတာမနောဣရိယာပုဂ္ဂိုလ်ပြင်ပြင်နေတာအဲ့လိုမျိုးလှုပ်တဲ့အခါမှာခြေလေးလှုပ်လိုက်တယ်ကုတ်လိုက်တယ်လှုပ်လိုက်တယ်ခေါင်းလေးလှည့်လိုက်တယ်အဲ့ဒါဆိုရင်ဘာဖြစ်လဲသူဒုက္ခခုနကဒုက္ခငြိမ့်သွားတယ်အဲ့ဒါဒုက္ခကိုဣရိယာပုဂ္ဂိုလ်ဖုံးလာပြောတယ်ဘယ်ဣရိယာပုဂ္ဂိုလ်လဲကာယဝိညာဉ်တိဣရိယာပုဂ္ဂိုလ်နဲ့ဖုံးလာနောက်တစ်ခုကကာယသင်္ခါရအာယတ္တဣရိယာပတ္တကာယသင်္ခါရဆိုတာအမှန်တော့ဝင်လေထွက်လေပြောတာအတ္တသာပတ္တသာဝင်လေထွက်လေရှူသွင်းနေရတာချမ်းသာတယ် ဝင်လေထွက်လေကိုတအောင်ဖြစ်ဖြစ်သို့မဟုတ်ကာလတစ်ခုတည်းဖြစ်အောင့်ထားကြည့်ပါလားဒုက္ခဆင်းရဲပေါ်လာတာပေါ့အဲ့ဒီခါမှာငါကတော့ရှင်မဖြစ်မယ်လို့ဆိုတော့တင်ညာပေါ့ရှင်မချမ်းသာမယ်ပေါ့ရှင်လိုက်တော့လည်းငါချမ်းသာတယ်ဆိုတော့ဒိဋ္ဌိပေါ့အဲ့ဒီအမြင်နဲ့တခါတည်းသူကဒုက္ခတွေကိုဖုံးပလိုက်တာကျွန်တော်တို့အသက်ရှူဝါခက်နေတဲ့လူများဆိုဘာလို့လဲအောက်ဆီဂျင်ပေးရင်တက်တာလည်းမလားငါရှူမဖြစ်မယ်ပေးတဲ့ကလည်းရှူမဆံဝါလည်းရှူမရှူတော့တက်တာလည်းအဲ့အဲ့လိုပေါ့ဘာဖြစ်လဲဆိုတော့အဲ့ဒါခုနကပြောတယ်ကာယတင်္ခါရအာယတအိတိယပဋ္ဌာ အဲ့ဒီဒုက္ခအနုလေးကိုပါလို့တာဖုံးလိုက်တာဣရိယာပုတ်နဲ့ဖုံးတာဒါလည်းဣရိယာပုတ်ပဲနောက်ဆုံးတစ်ခုကဆလနအာယတ္တဣရိယာပတ်ဆလနဆိုတာလည်းလှုပ်တာပဲဟိုနိသိတတပြောခဲ့ရလေဟိုတဏှာနဲ့မိသောပုဂ္ဂိုလ်လှုပ်တယ်ဗျာဒါပေမဲ့သူကအင်္ဂါကြီးငယ်မဟုတ်အသေးလေးတွေဆလနဆိုတာကိုပြောတာဥပမာမျက်တောင်ခတ်တယ်ဗျာရှာလှုပ်တယ်နှခမ်းလှုပ်တယ်ဒါတွေမလှုပ်ဘဲညင်ညင်နေကြည့်ဒုက္ခပဲဒီခန္ဓာကိုယ်ကမျက်တောင်မခတ်ဘဲကြာကြာပိတ်ထားကြည့်ပူလာလိမ့်မယ် ကြာကြာဖွင့်နိုင်ရင်ဘာဖြစ်မလဲလေတလက်မဖမ်းမယ်ဥဒ္ဒဇမိထတောင်းမယ်မြတ်တော်မှာချိုးဆွတ်တာရှိတယ်ဥဒ္ဒဇမိငြိအောင်တစ်ဖြက်ပြက်နှစ်ခတ်အဲ့ဒါဘာလို့လာလဲဆိုဣရိယာပထနဲ့ဒုက္ခကိုဖုံးပြစ်တာအမှန်ရှုရမယ့်ဟာကိုမရှုပြစ်တော့ဘူးဗျာရှာလို့ဘာလို့ငြိငြိနေကြည့်ပါလားအဆင်မပြေဘူးနှာခမ်းနေနေမပြောဘဲနေကြည့်ပါလားအဆင်မပြေဘူးတုံ့နေကြရအဲ့လိုဆိုအဲ့ဒါကိုဆလန္နာအာယတ္တဣရိယာပထလို့ပြောကောင်းပြီခုနပြောတဲ့အကျံ၄ပါးရယ်ခုနကာယဝိညာဉ်တိရယ်အတ္တဇာပတ္တဇာဆိုကာယသင်္ခါရရယ်အခုဆလန္နာရယ်အဲ့ဒီခုနပါးသော အကြောင်းအရာတွေနဲ့ခန္ဓာမှာဖြစ်နေတဲ့ဒရဇက်အစဉ်မြဲဖြစ်နေတဲ့ဒုက္ခကိုဖုံးနှားရအဲ့ဒါကြောင့်ဒုက္ခကိုဣရိယာပုဖုံးတယ်လို့ပြောအဲ့ဒါလေးကိုမြင်ဖို့တဲ့ဟိုအနိစ္စလက္ခဏာကိုထင်းအောင်မြင်ဒီဒုက္ခကိုဆက်သွယ်လို့ရနော်ဘာကြောင့်ဘလို့ဖြစ်နေလဲနောက်အနတ္တကိုကနဖုံးတယ်ကနဆိုတာကတပေါင်းတည်းတစည်းတည်းတစ်ခုတည်းလို့ထင်တာအမှန်တော့အကုန်လုံးကအပေါင်းစုတွေပဲအကြောင်းတရားတွေနဲ့ပေါင်းတာအဲ့ဒီမှာ तू ကတန်တတိကနဆိုတာရှိတယ်တန်တတိဆိုတာအစဉ်တန်းတစ်ခုနော်အစဉ်တန်းတစ်ခုလို့မြင်နေတာအမှန်တော့အပိုင်းပိုင်းပြပြအဆက်ဆက် အဲ့ဒီတန်တတိကိုအိဋ္ဌဆတုံးကကျွန်တော်တို့ပြောခဲ့ပြီဒါကြောင့်အိဋ္ဌဆမှာနားလည်ရင်အနတ္တကိုပေါက်တယ်ဆိုတာပြောတာအဲ့ဒါတန်တတိကဏခေါ်တယ်တမှုဝကဏဆိုတာရုပ်တရားမှာလည်းအမှုန်နေပဲเนาะနောက်ဆုံးကြည့်အနုမြူပရမနုမြူတီပေါ့နော်နန္တရားမှာလည်းစိတ်ကလူတို့စေတသိက်ကလည်းဘောင်းဆောင်52ပါသူအားလုံးစုပေါင်းလိုက်လို့ဒါတမှုဝတရံနဲ့လုံရတရံမျိုးပုံမှန်နမိတ်တွေဖြစ်ပြီးတော့မှားကြတာပေါ့အမှန်တော့သူ့လုံးနေသူပေါ့နော်အဲ့ဒါကတမှုဝကဏလို့ခေါ်တယ်နောက်တစ်ခုကကိစ္စကဏခေါ်တယ်ကိစ္စကဏဆိုတာသူက ဟိုရုပ်မှာလည်းရုပ်ကိစ္စကြီးရှိတယ်နာမ်မှာလည်းနာမ်ကိစ္စကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတလုံးနဲ့ယူထားတယ်ဥပမာတစ်ခုပြောမယ်ဗျာသွားခြင်းအကြောင်းအရာတစ်ခုကြည့်လိုက်ကျွန်တော်တို့လူတစ်ယောက်သွားမယ်ဆိုရင်ဘာလုပ်ရလဲခြေတစ်ဖက်ကိုကြွားသွားသွားတော့မယ်ဆိုရင်နော်ကြွားခြင်းကိစ္စပေါ့ပြောရင်တော့အဲ့ဒီကြွားခြင်းကိစ္စပြီးသွားရင်ဘာလုပ်လဲရှေ့ကိုယူဆောင်ခြင်းကိစ္စအဲ့ခြေတော့ကိုရှေ့ကိုယူဆောင်ရမယ်အဲ့ဒီယူဆောင်တဲ့နေရာမှာလဲယထာမူလယထာသောခြေထောက်နဲ့မတိုက်မိအောင်ဟိုဘက်ကိုလဲချောမသွားအောင် နောက်ကိစ္စတခုရှိသေးတယ်ဒီလိုတဲ့တဲ့သွားအောင်သူကဂရုစိုက်ရဒါတည်းကမြန်လုံးတော့လုံသွားတာနော်အဲ့ဒီလိုရောက်ပြီးတော့ကြော်သွားပြီဟိုကြော်သွားရင်လည်းမလန်းမကန်းမှာရက်ရတော့မယ်ကတ်ရချရင်လည်းရှောက်တယ်ပဲမြင်မယ်ဒီနေရာပြန်ချရင်ဟိုလွန်သွားရင်လည်းကျွန်တော်ကွဲသွားမှာပေါ့ပေါင်ပြဲသွားမှာပေါ့အဲ့တော့မလန်းမကန်းသွားကျင်တဲ့နေရာကိုရက်ရက်ပြီးရင်ပါလေအဲ့ခြေတော့ကိုအောက်ချရတယ်ချချင်းပြီးရရင်ပါလေမြေကြီးနဲ့ထိချက်ကိစ္စဖြစ်မယ်အဲ့ဒါနဲ့ပြီလားမပြီးဘူးဖိနေနာရတယ်နောက်ခြေတော့တစ်ဖက်ကြွနိုင်ဖို့အတွက်အားပြုဖို့ဖိနေနာပြောရင်တော့အစစ်စစ်တွေအများကြီးပဲဒါပေမဲ့ ုံးချက်မှတ်ယောဂီတဲ့ကြွားတယ်လှမ်းတယ်ချတယ်ဆိုပြီးပြီဒီလောက်တော့မိနေအပိုင်းပိုင်းပြပြကိုဒီလောက်ဖြတ်နိုင်ရင်တော့ဒါပါဠိကတော့ကိစ္ဆန္တော်ဝကိစ္ဆာမိတိပဇာနာတိကိစ္ဆန္တော်ဝသွားသည်ရှိသောကိစ္ဆာမိတိသွားသည်ဟုရဲ့ပဇာနာတိသိရကိင္ကရဏံဘယ်ကြောင့်ကြောင့်ကိစ္စတိသွားသည်နည်းမဟုမူစိတ်တကရိယာဝါယောဓာတိဝိဖာရိနေစိတ်ကြောင့်ဖြစ်သောဝါယောဓာတ်ရဲ့ပြန့်နှံ့မှုကြောင့်ကိစ္စတိသွား၏ဧဝံသမ္မဇာနံဤသို့သိခြင်းသဘောကိုတဏှာရငဲ့ဟော၏အဲ့ဒီမှာအကြောင်းကျိုးပြန်ကောက်တော့စိတ်ကြောင့်ဖြစ်တဲ့ဝါယောကြောင့်ပါဒါကိစ္စတွေအများကြီးပဲနံကိစ္စတွေပေါ်လာ တောက်သွားခြင်းလို့သွားတာမဟုတ်ဘူးစိတ်ကြောက်ဖြစ်တော့စိတ်ဆက်ဝါရောဖြစ်တယ်အဲ့ခြေတော့ကိုပော့ပါဝါရောကပော့ပါစရာပဲကြွာလှမ်းတယ်သူ့ကိစ္စနဲ့သူဒါရုပ်မှတယ်နာမဆို14ကိစ္စရှိတယ်တခုချင်းမပြောတော့ပရိသန်နေကိစ္စဘဝင်ကိစ္စအဝိဇ္ဇနာကိစ္စဒါတသနာကိစ္စတာဝနာကိစ္စဂ ਾਇ နာကိစ္စတာယနာကိစ္စဖုသနာကိစ္စဂ ਾਇ နာကိစ္စတာယနာကိစ္စတံပရိသနာကိစ္စဝုထောကိစ္စဇောကိစ္စတရားရုံကိစ္စသုတိကိစ္စ14ကိစ္စရှိတယ်သူ့ကိစ္စနဲ့သူလုံနေတာဒါဝီထီပိုင်းတော့တခုချင်းပြောပြီဒါပေမဲ့လူတွေကကနမကွဲဘူးသား တစ်ခုတည်းတပေါင်းတည်းလို့ထင်ပြီးတော့မှားရင်းကြတာပေါ့နောက်ဆုံးတစ်ခုကတော့အာရမဏကဏခေါ်တာပေါ့အာယုံတစ်ခုပြုလိုက်တဲ့အခါမှာအာယုံကိုကိုင်းတတ်တယ်ရှိုင်းတတ်တယ်ညွတ်တတ်တယ်ကြည်ညာနဲ့မြင်တာနဲ့သိညာနဲ့မတူဘူးဒါပေမဲ့တပေါင်းတည်းလို့ထင်နေကြတာနောက်မြင်တယ်ဆိုရင်စက္ကူဝိညာဉ်ရဲ့ကိစ္စသိတယ်ဆိုရင်ဒီဘက်မှာဟိုလာဒရဏိဝဒကမနောဒရဝီထီတို့သုဒ္ဓမနောဒရဝီသုံးဝီထီတော့သွားတယ်လေဟိုတော့ကပြောအဲ့တော့သူကိစ္စနဲ့သူသွားတယ်သူအာယုံနဲ့သူသွားတယ်အာယုံချင်းလည်းမတူဘူး မိယာဝုထုခြင်းလည်းမတူဘူးဆိုတော့ဇက္ခုဝิญဉဉ်ဆိုရင်အာယုံကလူပါယုံအာယုံပြုတယ်ဇက္ခုဝုထုမှာမိတယ်အဲဒီဇက္ခုဝုထုလေးဝิญဉဉ်လေးဥပတ္တိပင်ချုပ်သွားတာနဲ့တံပရိဇန်ဆိုတဲ့ဟာပေါ်တံပရိဇန်ရဲ့အာယုံကဘာဖြစ်လဲဟိုအာယုံဖြစ်သွားတယ်သူမိယာဟာရယဝုထုဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်အာရမဏမှာလည်းအာယုံမှာလည်းအများကြီးဖြစ်နေတယ်ပေါ့ကိစ္စတွေပေါ့ဒါပေမဲ့တပေါင်းတစည်းတည်းဆိုတော့မြင်မြင်တယ်လို့ပြောတယ်ငါမြင်တယ်လို့ဝင်ရှုပ်တယ်အဲ့လိုတွေရှုပ်ကြတော့အဲ့ဒါကကဏကိုအဲ sorry အနတ္တကိုခဏဖုံးတယ်ပြန်ပြောရင်အနိစ္စကိုတန်တတိဖုံးတယ်ဒုက္ခကိုဣရိယာဖုံးဖုံးတယ်သာသနာပြောတဲ့အနတ္တကိုခဏဖုံးတယ်ဒါကြောင့်အနိစ္စလက္ခဏာကိုထင်မြင်ရင်ဒုက္ခနဲ့အနတ္တဟာအလိုလိုညံ့ရင်လာရင်ထင်မြင်ပြီးဖြစ်တယ်လို့နော်ဒါလေးကိုစုပေါင်းပြီးတော့ဖြေကြရပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးပြောကြားပေးခဲ့တဲ့အတွက်ဆရာကျေးဇူးအထူးပဲတင်ရှိပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါ